မင်္ဂလာပါခင်ဗျာပုံမှန်တိုင်းဆိုရင်ကျွန်တော်ကပဲမေကွန်မေးခံရများတာပေါ့လေဒီနေ့တော့ကျွန်တော်ခနန plus ဒီရုံးလဲရောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ဒီထက်မှရှိတဲ့အကိုအမတွေကိုကျွန်တော်ရဲ့ဒီ international နဲ့ collaborate လုပ်ထားတဲ့ပြီးတော့ဟိုသုံးဘက်အထိရုံတင်ပြသခွင့်ရထားတဲ့ရုပ်ရှင်စကားရဲ့အကြောင်းနည်းနည်းချင်းစီလိုက်မေးမလို့ဘယ်မှာဆုံးမေးကောဆက်မေးမလား ကုမင်္ဂလာပါခန္ဓာ plus မှာမကြခင်ပြပြသွားတယ်ရုပ်ရှင်ကားကြီးမှာကျွန်တော်အဓိကပြောထားဘာသာစကားပါလဲအဲကမ္ဘောဒီးယန်အာမမအကိုအရေးစဉ်းစားနေတော့လည်းကြောက်အောင် thank you ပါအကိုထမေအောင်မဘူးမေးရမလဲအမမင်္ဂလာပါကျွန်တော်ကမ္ဘောဒီးယားမှာ ရိုက်ထားတဲ့တရေကရုပ်ရှင်ရဲ့နာမည်ကပါလဲ။တကောင်းရင်ဂျင်းစာ။မှန်ပါတယ်။မှန်ပါတယ်။နောက်တစ်ခုနောက်တစ်ခုနောက်မှမယ်။ Thank you ပါပါ။တကောင်းရင်ဂျင်းစာရုပ်ရှင်ကရုပ်ပဲချက်နဲ့မှပြမှာလဲ။ကနေဘက်ဇလန်ချက်နဲ့မှပြမှာပါ။မှန်ပါတယ်။ Thank you ပါ။မေးသမီးကတော့အကုန်သိနေ။နောက်တစ်ယောက်ထပ်မေးအောင်မယ်ကျွန်တော်။အကုန်မင်္ဂလာပါ။မင်္ဂလာပါအကုန်။ တကောင်းရန်ချိန်စာစကားကြီးကိုခန္ဓာ plus မှာဘယ်နေ့ပြမှာလဲဘယ်ချိန်ပြမှာလဲအော်တိုဘာ26ည9:00ခွဲဖြစ်ပါတယ်အာမှန်ပါတယ်မှန်ပါ thank you ပါ thank you ပါဒါအလုံးပဲတကောင်းရန်ချိန်စာများဆိုရုပ်ရှင်စကားကြီးကိုခန္ဓာ plus channel မှာမကြခင်ပြသတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲစောင့်မျှော်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ပါခင်ဗျာ